အားလုံးပဲမင်္ဂလာပါကိတုဆန်ဆန်ပါပြန်လဲကြိုဆိုပါတယ်ဒီနေ့ဗီဒီယိုလေးကိုချူတိုရီယယ်ဗီဒီယိုလေးကိုမပြောခင်မှာအခုဗီဒီယိုလေးကိုအရင်ဆုံးကြည့်ကြည့်ပါဒီဗီဒီယိုပုံစံမျိုးပြုလုပ်နေလေးကိုနောက်မှဆက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ် Hey fact fanatics ever wonder why flamingos are pink or if a group of pugs is called a grumble you're in the right place and on this channel we dive headfirst into the weird wild and wonderfully hilarious world of knowledge Get ready to laugh, learn, and maybe even impress your friends. Hit subscribe and let's get silly with science, history, and everything in between. အဲ့တော့အခုပြသွားခဲ့တဲ့ဗီဒီယိုလိုမျိုး AI အဘာတာဗီဒီယိုမျိုးပြုလုပ်နည်းလေးကိုပြောပြပေးတော့မှာမို့လို့အစုံဒီအောင်ကြည့်ပေးဖို့လို့အတွက်ဖိတ်ခေါ်ပါတယ်။ Kitu Success Channel လေးကိုခုမှလာရောက်ကြည့်ရတဲ့သူဆိုလို့ရှိရင်လည်း Channel လေးကို Subscribe ပြုလုပ်ထားဖို့နဲ့ ကိတုဆဆက် channel မှာဆိုလို့ရှိရင် AI နည်းပညာနဲ့ပတ်သက်တဲ့နည်းပညာလေးဘူးတူတာအချက်လက်တွေကိုပုံမှန်မျှော်ပေးမယ် channel လေးပဲဖြစ်ပါတယ်ကိတုဆဆက်မှာဆိုလို့ရှိရင် AI content creation နဲ့ make money online with YouTube ဆိုတဲ့ online class လေးရှိပါတယ်ဒီ class လေးမှာဆိုလို့ရှိရင် AI နဲ့ပတ်သက်ပြီး video image funding တွေ AI အသုံးပြုမှုတွေကနေစပြီးတော့ video စာ lesson ပေါင်းများစွာနဲ့ live တိုင်းလေ့လာလို့ရတယ်မမ်မာ group လေးဖြစ်တော်မူလို့ဒီမမ်မာ group လေးကို2000ကျပ်နဲ့ join ပြီးတော့ သိလာနိုင်မှုတို့လည်းဖိတ်ခေါ်ပါတယ်ဒါဆိုရင်ဒီဗီဒီယိုလေးကိုစလိုက်ကြအောင်အသုံးပြုမဲ့ software လေးကတော့ Jock AI ဆိုတာဖြစ်ပါတယ်ကွန်ပျူတာနဲ့လည်းလုပ်လို့ရတယ်လို့ဖုန်းနဲ့လည်းလုပ်လို့ရပါတယ်အခုကတော့လူတိုင်းလုပ်လို့ရအောင်လို့ဖုန်းနဲ့ပဲလုပ်ပြမှာဖြစ်ပါတယ်အဲဒီမှာဆိုလို့ရှိရင်သူက custom avatar ဆိုပြီးတော့ကိုယ့်ရဲ့ပုံစံတူဗီဒီယိုရိုက်ပြီးတော့ကိုယ်လုပ်ချင်တဲ့ ဗီဒီယိုဖိုင်တွေရပဲဖြစ်ဖြစ်ကိုကိုတိုင်ကိုရိုက်ထားတဲ့ဗီဒီယိုပဲဖြစ်ဖြစ်အဲ့ဒါကိုအဲအဘာတာဖြစ်နေပြောင်းပြီးတော့ဗီဒီယိုတွေဖန်တီးခိုင်းလို့ရပါတယ်နောက်တစ်ခါဒီကိုတပ်ပုံတွေကိုလည်းဗီဒီယိုဖိုင်ဖြစ်နေပါဇက်စကားပြောတဲ့ဗီဒီယိုနည်းနည်းလုပ်လို့ရပါတယ်အဲ Jock AI ဆိုပြီးတော့ရှိပါတယ်အဲ့တော့ Play Store ကနေပြီးတော့ Jog AI ဆိုပြီးတော့ download လို့ရပါတယ် Play Store ကနေ download ပြီးသွားလို့ရှိရင်အဲ Gmail နဲ့ sign up လုပ်လို့ရပါတယ်အဲ့တော့ sign up with Gmail ဆိုတဲ့ဟာနဲ့လုပ်လိုက်ရင်လည်းရပါတယ်ဒါပေမဲ့အဲ့လို sign up with Gmail အနေနဲ့လုပ်တာတဲ့ဆိုင်လို့ရှိရင်အခုလိုမျိုး email နေရာမှာ email ထည့်ပြီးရင် verification ကုတ်ထည့်ပြီးလုပ်တာကတော့ပိုပြီးအဆင်ပြေပါတယ်ဘာလို့လဲဆိုတော့သူက free အနေနဲ့ဆိုလို့ရှိရင် AI က तू ကဗီဒီယိုသုံးပုတ်ပဲရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့နောက်ထပ် Gmail တွေအချင်းပြောင်းလုပ်ပြီးတော့သုံးလို့လည်းရပါတယ်တကယ်လို့ကိုက အဲအများကြီးဖန်တီးခြင်းနေဆိုရင်နီးနီးရှိပါတယ်ဒါကတော့တချို့လဲသိပေးတာဖြစ်မှာ tan mail generator ဆိုပြီးတော့အဘရာဝဇာတစ်ခုထဲမှာ tan mail လေးကိုသွားပြီးတော့ create လုပ်လိုက်ပြီးတော့ temporary mail နဲ့ဆိုင်းရလုပ်ပြီးတော့အကောင့်တွေအများကြီးချိန်ပြီးတော့ video တွေကို သုံးလို့ရပါတယ်ဝယ်သုံးမယ်ဆိုလို့ရှိရင်တော့သူကအဲအနည်းဆုံးသူကတော့ဒေါ်လာ20ကျော်လောက်ကျပါတယ်အဲ့တော့ဒါလေးကိုအဲဂျန်ဂျီမေးတွေလှည့်ပြောင်းလုပ်ပြီးသုံးတာမို့လို့ရှိရင်တန်မေးတွေနဲ့လုတ်သုံးခြင်းအပြင်ကိုလှုပ်ရှင်တဲ့ဗီဒီယိုတွေကိုအများကြီးလည်းလုတ်လို့ရပါတယ်ဝယ်သုံးနိုင်တော့ဆိုရင်တော့ပို့ပြီးတော့ပုံမှန်လေးလုတ်လို့ရပါတယ်အဲ့တော့လုတ်ပြီးဆိုလို့ရှိရင်ကိုကအပါတာကိုရွေးတဲ့ဟာလေးကိုနမူနာလုတ်ပြပါမယ်အဲ့တော့ create avatar video ဆိုတာကိုနှိပ်ပြီးတော့အဲထဲမှာဒီမှာ ကိုပြောချင်တဲ့စာလေးကိုထည့်มาဖြစ်ပါတယ်ဒါကိုလည်း AI ကနေပြီးတော့มาသုံးပြီးတော့ AI ကို web script လေးရေးခန့်လိုက်ပါတယ်အဲကျွန်တော်ရဲ့ဒီ funny fat ဆိုတဲ့ဒီအင်္ဂလိပ်လိုပဲပြောတယ် international channel မှာသုံးမဲ့ intro video လေးလုပ်ဖို့လို့အတွက်ဒီစာသားလေးကို Google ချင်မိနိုင်ပါပဲ စကရစ်ပြင်ရေးခိုင်းလိုက်ပါတယ်ဒီအဲ့တော့ let lot ဒီ joking ရတော့မြန်မာလိုတော့မရသေးပါဘူးအင်္ဂလိပ်လိုပဲအင်္ဂလိပ်လိုနဲ့တခြား language 15မျိုးတော့ရပါတယ်မြန်မာ language တော့ let lot တော့ပါသေးတာမရှိသေးဘူးအဲ့တော့အင်္ဂလိပ်လိုစကရစ်လေးရင်ရေးခိုင်းလိုက်ပါတယ်အဲ့တော့ဒီ AI သုံးပြီးတော့စကရစ်ရေးနည်းပုံထုံနည်းအစားပြီးတော့ video ထုံနည်းတွေကိုကျွန်တော်ရဲ့ AI content creation online class တွေမှာရှိပါတယ်ဒါလေးကိုဒီ class တွေမှာလေ့လာခြင်းနဲ့ဆိုရင်လည်း comment ဒါမှမဟုတ်လည်း Facebook page CV ကနေ mail လို့ရပါတယ်အဲ့ဒါဒီမှာအဲခုနလောက်ထားတဲ့ script လေးကို အဲ select လုပ်လိုက်မယ်ပေါ့နော် select တက်ဆိုပြီးတော့ဒီ Gemini AI အနေထွက်လာတာလေးကို select တက်လုပ်လိုက်မယ်လုပ်လိုက်ပြီးသွားလို့ရှိရင်ခုနကပဲ jog AI နဲ့ကိုပြန်ဝင်လိုက်ပြီးတော့အခုနက test box ထဲမှာ paste လုပ်လိုက်မယ်မလိုတဲ့စာသားလေးတွေကိုဖြတ်လိုက်ပါမယ်ခုနက AI ကစာညွှန်းထုတ်ပေးထားတဲ့ဒီမလိုတဲ့စာသားလေးတွေပါတာလေးတွေကိုဖြတ်တာလေးတွေအဲနောက်ကစာလေးတွေကိုစိတ်နေလို့ရှိရင်နည်းနည်းလေးပိုက်ခွဲတာမျိုးလေးတွေဒါမျိုးလေးတွေပြင်ဆင်တာမျိုးလေးတွေလုပ်လိုက်ပါမယ် အတူတူအတူဒီအောက်မှာ add pause 0.5 second ဆိုတာတစ်ခုနဲ့တစ်ခုကြားမှာ pause ကိုစကားပြောတာခြားတာကို0.5 second နဲ့ခြားမယ်ဆိုပြီးပြောတာပါအဲတကယ်လို့ဒီ character တစ်ခုနဲ့တစ်ခုကြားမှာဒီထက်ပိုမြန်မြန်ပြောချင်နေကြကြခြားချင်နေဆိုရင်လည်းအဲ့မှာပြောင်းလို့ရပါတယ်အဲပြီးလို့ရှိရင်ဟောနာအောက်က avatar ဆိုတဲ့ဘေးမှာကျွန်တော်ရွေးထားတာက choli outdoor ဆိုတဲ့အမျိုးသမီးပုံ character တစ်ခုကိုရွေးထားတာပါတကယ်လို့အဲ့မှာနှိပ်ပြီးတော့တခြားကိုလိုချင်တဲ့ character တွေအဲ language တွေပေးထားတဲ့ language တွေရွေးလို့ရပါတယ်ခုလောဆယ်တော့ဒီ character လေးနဲ့ english language တွေကိုရေးထားတယ်ပြီးရင်အဲ တန်လေးနားထောင်ကြည့်ပြီးလည်းရွေးလို့ရပါတယ်။ကိုသုံးညင်တဲ့အတန်ကိုနားထောင်ပြီးတော့ကိုသုံးညင်တဲ့အဘာဒါမှာအတန်ထည့်မဲ့ဟာလေးကိုရွေးလိုက်ပါ။ရွေးပြီးတော့ပြီဆိုလို့ရှိရင်ဆက်ပြီးတော့ဗီဒီယိုဖန်ပြီးမှဖြစ်ပါတယ်။ဒါတော့သူ့မှာရနိုင်တဲ့ letter language တွေပါကိုလိုစင်တော့မြန်မာတော့မပါသေးဘူး။အဲဒီမှာ Thai တို့ပါတော့တွေ့တယ်။အဲ့တော့ English language နဲ့ပဲဗီဒီယိုလေးကိုလုပ်မှဖြစ်တဲ့အတွက်ကြောင့်မို့လို့ English language လေးကိုရွေးလိုက်ပါမယ်။ ကုန်လုံးပြင်ဆင်ပြီးသွားပြီဆိုလို့ရှိရင်တော့အဲဒီမှာ create video ဆိုတာလေးကိုနှိပ်လိုက်ပါဒီမှာ video 1ဆိုတာလေးပါပါတယ်သုံးဖို့ပဲရရတော့ကြောင့်မို့သူကခု1ဆိုတာလေးကိုပထမဆုံးစသုံးတာဖြစ်တဲ့ကြောင့်မို့လို့ပြပါပါတယ်အဲ့တော့ခဏလေးဆောင်းလိုက်လို့ရှိရင်အဲသူက video လေးကိုရလာမှာဖြစ်ပါတယ်အဲ့တော့ဒါကတော့ enable notification ဆိုတာကတော့သူ့ရဲ့ email notification တွေလက်ခံပါလားလက်မခံပါလားဆိုတော့မေးထားတာပါအဲ့တော့ဒီမှာ person တွေလေးနဲ့တက်နေတာကိုပြပါတယ်အဲ့ဒါဆိုရင်ရတော့ပါပြီအချိန်နှဲငယ်တော့10မိနစ်ကျော်လောက်တော့ဆောင်းလိုက်ရပါတယ်အဲ့ပြီးတော့လို့ရှိရင်ဒီ video လေးကို ဖွင့်ကြည့်ပြီးလို့ရှိရင် download ဆိုတာလေးကိုနှိပ်လိုက်ရင်ကိုဖုန်းလေးကိုရောက်တော့ပါပြီဒါဆိုရင် YouTube channel မှာသွားပြီးတော့တင်လို့ရပါပြီကျွန်တော်ရဲ့ Funny Fat ဆိုတဲ့ channel မှာတင်မှာဖြစ်ပါတယ်ဒီ channel link ကိုလည်း description မှာထည့်ပေးထားပါမယ်အဲဒီ channel ကိုလည်းဒါအင်္ဂလိပ်လိုပဲ video တွေတင်တဲ့ channel လေးဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုး international channel ဖွင့်ပြီး YouTube channel ထောင်ကြီးတွေပါပါဝင်နေ AI နဲ့ content creation class တွေကို join နေတယ်ဆိုလို့ရှိရင်လည်း comment မှာစိတ်ဝင်စားစုမေးလို့ရပါတယ် Facebook page CV ကနေလည်းနှံ့ပြီးတော့မေးလို့ရပါတယ်အဲ့တော့ဒီ class ရဲ့ပထမအဆုံးရောက်တရားကို Canva education pro account ကို free ပေးမှာဖြစ်တဲ့ကြောင့်မို့လို့အမြန်ဆုံးနဲ့အတန်ဆုံးလေ့လာဖို့လို့အတွက်အမြန်ဆုံးဆက်သွယ်ဖို့လို့အတွက်လည်းဖိတ်ခေါ်ပါရစေအားလုံးဆုံးထိအောင်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်